တနင်္ဂနွေသားမီးတွက်ဒီလာမဲ့၁၂လပိုင်းအတွက်တရုတ်ကနေမိတ်ကြောင့်ကြည်ပေးမှာဖြစ်ပါတယ်။အချစ်ရေးအိမ်ောင်ရေးစီးပွားရေးငွေကြေးလောက်ကန်ပညာရေးသားမီးကန်ကအစုံကျွန်တော်စုံလီအောင်လေးကြည်ပေးမယ်။ပြီးရင်မြွေနောက်မှာကျွန်တော်ရေတရာလေးလည်းပေးမယ်။ဒီရေတရာလောက်ထားမယ်ဆိုရင်ဒီလာမဲ့၁၂လပိုင်းအတွက်တနင်္ဂနွေသားမီးအတွက်ကန်ကောင်းခြင်းတွေကုစီကိုရောက်ရှိလာမှာဖြစ်ပါတယ်။ရေတရာကိုပြောင်းလုပ်ပေးပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။ မယုံလေးမစောက်တင်ခင်မှာကျွန်တော်အကူအညီတစ်ခုတောင်းချင်ပါတယ်ကိုလိုမျိုးပဲအခက်ခဲတွေအကျက်တွေရင်ဆိုင်နေရတဲ့တွေမြင်တွေ့ရအောင် share like လုပ်ဖို့မေးပါတယ်ခင်ဗျာမိတ်ဆွေတို့ share တစ်ချက်ကမောင်သူတို့အတွက်အကျိုးရှိတယ်ဆိုရင်မိတ်ဆွေရောကျွန်တော်ရောဒါဖတ်တူကုလိုရမှာဖြစ်ပါတယ်ဒါကြောင့်ဒီဗီဒီယိုမြင်တာနဲ့ share ဖို့မေးပါနဲ့ခင်ဗျာအခုပဲ share လိုက်ပါကဲဒါဆိုရင်ကျွန်တော်တို့တူတူလက်ကြည့်ကြမယ်ခင်ဗျာ တနင်္လာတာမီအတွက်ဒီလာမယ့်ဆန်းလပိုင်းမှာကံကောင်းနေလားကံဆိုးနေလားနှခုနဲ့မေးရင်ကောင်းအားက60ရာခိုင်နှုန်းလောက်ရှိနေပါတယ်။သတိထားရမှာ40လောက်ရှိပါတယ်။ဘာရီယာကောင်းနေတာလဲဘာရီယာသီတာတင်လဲဆိုတော့ကိုအသေးစိတ်လေးကျွန်တော်ဖတ်ပြပေးမှာဖြစ်ပါတယ်။ငွေရေးကြေးအောက်စာပစ္စည်းနဲ့ပတ်သက်တဲ့ကံကအရန်ကောင်းနေတဲ့ကာလထဲမှာရှိပါတယ်။ကံနဲ့ပတ်သက်ပြီးတော့ဝင်လာနိုင်တယ်ဆိုတဲ့နှမိတ်တခုမှရှိပါတယ်။ ။ဘာကြောင့်လဲဆိုတော့လူတယောက်ကငွေကိုလှည့်ပတ်ပြီးတော့ကစားနေတယ်ဆိုတဲ့နိမိတ်မှရှိတယ်။ငွေကိုကစားနိုင်တဲ့အတွက်ကြောင့်မို့ငွေချေးကန်ကကောင်းပြီပေါ့။အနောက်မှာကလည်းရေလှိုင်းလေးတွေကိုတွေ့နေရရေးဆိုတာကငွေကိုတည်းကိုစားပြူတာ။ဒါကြောင့်မို့တနင်္ဂနွေသားမိတဲ့ငွေချေးအောက်စာပစ္စည်းနဲ့ပတ်သက်တဲ့ကန်ကအရန်အားကောင်းနေပါလေ။ဥပမာကိုရစားစီတဲ့ငွေတွေအလွယ်တကူရရှိတာမျိုးကို ပေးစားစီတဲ့ငွေတွေအလွယ်တကူပေးနိုင်သွားတာမျိုးလုံးဝမရောက်သေးတဲ့ငွေကြေးတွေကပြန်လည်ရရှိတာမျို ကံနဲ့ပတ်သက်ပြီးတော့ငွေတွေဝလာတာမျိုးပြီးတော့ရင်ကိုကငွေတွေရုတ်တရက်ကောင်းရတာမျိုးအမွေရတာမျိုးအချောင်းချောင်းနေပေါ်ဒီလာငွေတွေတစ်ဖက်ကပြန်ဝင်လာမယ်ဆိုတဲ့နံပါတ်ထဲမှာရှိပါတယ်။ဒါကြောင့်မို့တနင်္ဂနွေတောက်တဲ့ငွေကြီးနဲ့ပတ်သက်ပြီးကံညှန့်ခဲ့တဲ့မြောက်တွေဒီဆက်လာပိုင်းမှာငွေကြီးကံကောင်းပြီဆိုတာကိုမှတ်လိုက်ပါလို့ကျွန်တော်အကြံပြုချင်ပါတယ်။ဒုရယာတချံအရန်ကောင်းနေတာကတငယ်ချင်းမိတ်ဆွေကန်တဲ့ပတ်သက်တာ။မောင်ကြောင့်လဲဆိုတော့ဒီမှာလူ၃ယောက်ကခွက်ရုံမြောက်ပြီးတော့ အောင်မွေးခံနေတယ်ဆိုတဲ့နမိတဲမှာရှိနေပါတယ်။ပြီးတော့ရင်အနောက်မှာကလည်းတစ်တီးပေါ့နော်စားစရာတွေပြည့်နှက်နေတယ်ဆိုတဲ့နမိမှာရှိတယ်။ပြီးတော့တစ်တီးကိုလည်းဂိုင်းထားတယ်။ဒီနမိကိုကျွန်တော်နမိဖက်ကြည့်ခြင်းအားဖြင့်ဒီဆနလပိုင်းမှာတင်းငွေသားတွေနေနဲ့အရန်ကောင်းတာကမိတ်ဆွေကန်နဲ့ပတ်သက်တာအရန်ကောင်းတယ်။မိတ်ဆွေအရန်ကြိုးပြနေတဲ့ကာလတွေမှာရှိတဲ့အတွက်ကြောင့်မို့မိတ်ဆွေတငယ်ချင်းနဲ့ပတ်သက်ပြီးတော့အလုတ်ကိုင်းတွေရရှိတာမျိုး နော်အလုတ်ကောင်းနေရရှိတာမျိုး ပြီးတော့ရင်သူတို့နဲ့ဆက်သူဆက်ရာ လုပ်မယ်ဆိုရင် အောင်မြင်တာမျိုးငွေချင်းတွေကကိုယ့်အရင်တုန်းကကိုယ့်ဘော်ကိုစိုးခဲ့သမျှနော်ကိုယ့်ကိုအနိုင်ယူခဲ့သမျှနော်ကိုရဲ့ဥမာငွေတွေကိုပေါ့နော်အဲ့လိုမျိုးသူတို့ကပြန်မပေးတာအဲ့လိုမျိုးရှိတယ်ဆိုရင်လည်းလွယ်တကူပြန်ပေးတာမျိုးတွေလည်းကြုံတွေ့နိုင်တယ်။ဘာကြောင့်လဲဆိုတော့ဒီနေ့မျိုးကြည့်ချင်အောင်ပြတငယ်ချင်းမိတ်ဆွေကံကအရန်အားကောင်းနေတယ်။တော့တငယ်ချင်းနေအကျိုးပေးမယ်ဆိုတဲ့နမိတ်တွေမှာရှိတယ်။အရင်တော့ကကိုမခုံမပြောတဲ့တငယ်ချင်းမိတ်ဆွေတောင်မှ ပြန်လဲခေါ်ပြောမယ်ဆိုတဲ့နေရာမှာရှိတော့ကြောင့်မို့မိတ်ဆွေတကယ်ချင်းကံကလည်းအရန်အားကောင်းနေတဲ့ကာလတည်းမှာရှိပါတယ်။နောက်တစ်ချက်သတိထားရစရာတခုတော့ရှိတယ်။မိသားစုရေးနဲ့ပတ်သက်မဲ့ view site ပါဒီမှာသူရဲကောင်းတယောက်ကမြင်းကိုစီးပြီးတိုက်ခိုက်ဟန်ဖြစ်နေတယ်ပြီးတော့လေမုံတိုင်းတွေကလည်းအနောက်မှာတိုက်နေတဲ့ဟန်ရှိတယ်။နောက်ကြည့်ချင်းအားဖြင့်ဒီ၁၂လပိုင်းမှာတနင်္ဂနွေသားတွေမိသားစုရေးနဲ့ပတ်သက်ပြီးတော့အထူး view site ပါမိသားစုအကျိုးမပေးတဲ့ကာလတည်းမှာရှိတယ်။ ကိုယ့်ရဲ့ညီကိုမောင်နှမကိုယ့်ရဲ့မိဘတွေကိုအထူးပြုဆိုင်ပါကွာပြောတာဆိုတာလေးကိုလည်းစင်ကျင်ပြောတတ်ဖို့ရည်ရည်ကြီးတယ်ကို့ပေါ်မှာနားလည်မှုလွဲတာတွေဂျုံတွေ့နိုင်ပါတယ်ကိုကမိသားစုပေါ်မှာဘလောက်ပဲအနှောတာခံခံဘလောက်ပဲတူတက်လှုပ်ပေးခဲ့လှုပ်ပေးခဲ့ကို့အကောင်းမမြင်တာလေဂျုံတွေ့နိုင်ပါတယ်ဒါကြောင့်မို့အကြောင်းနေနဲ့အကြံပြုရမယ်ဆိုမိသားစုရင်းနဲ့ပတ်သက်ပြီးတော့ခေါင်းထဲကိုတိတ်မထဲနဲ့ကို့လှုပ်ပေးနိုင်တဲ့လောက်လှုပ်ပေးလိုက်ပါ ူတို့ကဘလို့ပဲပြောပြောဘလို့ပဲဆက်ဆံဆန်းကိုယ့်ဘက်ခြံကောင်းနေဖို့ပဲအရင်ရေးကြည့်တယ်။တစ်ချိန်ကြာရင်မေတ္တာကကြောင်းပြန်ဟတ်မယ်ဆိုတဲ့နမိတ်ထဲမှာရှိတဲ့အတွက်ကြောင့်မို့မိတ်ဆွေတို့ဘက်ကမိသားစုရေးနဲ့ပတ်သက်ပြီးအဆင်မပြေဖြစ်လာခဲ့မယ်ဆိုတော့အတန်းနိုင်ဆုံးတင်ရခံမလို့ပဲကျွန်တော်အကြံပြုချင်ပါတယ်။မိသားစုရေးရမှာကောင်းတဲ့အတွက်ကြောင့်မို့တေးကြမောက်ဒီဆန္ဒပိုင်းမှာအိမ်နွေးပြဿနာတွေဖြစ်လိမ့်မယ်။ဒီတစ်ချက်ကိုအထူးပြုဆိုင်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာ။အရန်ကောင်းလီတာကအချစ်ရည်နဲ့ပတ်သက်တာအရန်ကောင်းပါတယ်ဒီကြောက်လာတဲ့မိတ်ရပြောရမယ်ဆိုရင်ကြောက်ရမ်းစရာတော့ဘာမှမရှိဘူး ပြီးတော့နော်မွေအတပြားတွေနဲ့ပြည့်နှံ့နေတဲ့လူနှစ်ယောက်ကလည်းဒါကောက်ကောက်ပေါ်ကြည့်ခင်စကားတွေပြောဆိုတဲ့နမိတ်ထဲမှာရှိတယ်။အရန်ကောင်းတာကလူငယ်တွေနေနဲ့တနင်္ဂနွေသားမီးတွေအချိန်နဲ့ပတ်သက်ပြီးတော့အဆင်မပြေတဲ့သူတွေနားလည်မှုလွဲနေတာတွေသုံးမွေဆိုင်ချစ်ဆက်လမ်းတွေဖြည့်ဆည်းနေရတယ်ဆိုရင်လည်းကိုယ့်ဘက်ခြံကအသာစီရပြီးတော့အဆင်ပြေသွားတာမျိုးတွေဂျုံတွေ့နိုင်ပါတယ်။ ဒါကြောင့်မို့တင်းရွေတာမီပတ်သက်တဲ့အခြေခံကအရန်ကောင်းပါတယ်။ကိုနဲ့ကိုချစ်သူနဲ့လည်းမမျှော်လင့်ပဲတဲ့ဒါအိမ်တော်ကြနိုင်ခြင်းတွေလည်းရှိနေပြန်ရော။ဒါကြောင့်အခြေနဲ့ပတ်သက်ပြီးတော့အဆင်မပြေတဲ့တင်းရွေတာမီတွေရှိတယ်ဆိုရင်တေချာပေါင်းအဆင်ပြေသွားမယ်ဆိုတဲ့ကာလထဲမှာရှိပါတယ်။အခြေခံကအရန်ကောင်းပါတယ်။ဆရာကျွန်တော်ကချစ်သူမစီကိုကျမကတော့ချစ်သူမစီကိုအချစ်ရေးနဲ့ပတ်သက်ပြီးတော့ပေါ့နော်။အမေးမြန်းတဲ့သူတွေလည်းရှိကောင်းရှိနိုင်မယ်။ကျွန်တော်ကျမချစ်သူဘယ်တော့ရမလဲ။ ေချာတာတခုကဒီဆန္ဒလပိုင်းမှာခြေကံကအရန်အားကောင်းဆိုကြောင့်မို့ကိုနဲ့ထိုင်တင်းတယ်ကိုရဲ့ချစ်သူကောင်းတွေပေါ်လာမယ်ဆိုတဲ့နိမိတ်တွေမှာရှိပါတယ်အခြေနဲ့ပတ်သက်ပြီးတော့အရန်အားကောင်းနေပါတယ်အစင်မပြေတဲ့သူတွေတေချာပေါ့အစင်ပြေသွားမယ်ဆိုတဲ့ကလာတွေမှာရှိပါတယ်အရန်ကောင်းပါတယ်ခင်ဗျာတခုတတိထားရမှာကတငယ်ချင်းမိတ်ဆွေကံကောင်းတယ်ဆိုပေမဲ့ကိုယ့်ကိုလူမုံများနေတတ်ပါတယ်ကိုအရန်ခင်ရတဲ့ငယ်ချင်းမိတ်ဆွေလောက်ပဲကောင်းပါနော် ကိုနဲ့မတိတဲ့เนาะတခြားပတ်ဝန်းကျင်ကပေါ့เนาะအလုပ်ထဲကလူပဲဖြစ်ဖြစ်အဲ့မို့ကိုနဲ့မိတ်ဆွေလည်းမဟုတ်တကယ်ချင်းမဟုတ်အဲ့လိုဘေးရလူတွေတော့ကြောင့်ကို့မှာအဆင်မပြေဖြစ်တတ်ပါတယ်ကို့မုန်းတတ်ပါတယ်တကယ်ချင်းရင်းနေရကို့ပေါ်ခေါင်းတတ်တယ်နော်ကိုနဲ့တိတဲ့နော်မိတ်ဆွေတွေကိုဒုက္ခပြီးတာကြုံတွေ့တတ်ပါတယ်။ဒါကြောင့်မို့တကယ်ချင်းမိတ်ဆွေအရင်တည်းကလွဲပြီးတော့တခြားလူတွေကိုမယုံသေးပါဘူး။သူတို့ရဲ့အကြံဉာဏ်ကိုမယူသေးပါဘူး။ယုံမိမယ်ဆိုရင်တေချာပေါင်းမိတ်ဆွေအခက်ခဲတွေရင်ဆိုင်ရမှာဖြစ်ပါတယ်။ပြီးတော့မိတ်ဆွေကအဲတကယ်ချင်းမိတ်ဆွေနဲ့ပတ်သက်မယ်ဆိုရင် เนาะအရန်ခင်ရတဲ့တငယ်ချင်းမိတ်ဆွေကိုပဲအကူအညီတောင်းမှာခက်ခဲဖြစ်လာရင်ကိုယ်နဲ့မရင်းနှီးတဲ့သူတွေเนาะကိုယ်နဲ့တိတ်မသိတဲ့သူကိုယ့်အချောင်းကောက်ပြောဖွေးမပြောပါနဲ့အဲ့လိုဖွေးပြောမိမယ်ဆိုရင်တေချာပေါ့เนาะသူတို့စီရလေအာအကြံဉာဏ်ကောင်းတွေမရပဲနဲ့မိတ်ဆွေပဲအခက်ခဲကြက်ကြဲတွေဖြစ်မှာဖြစ်ပါတယ်ဒါကြောင့်မို့မိတ်ဆွေကန်တဲ့ပတ်သက်အရန်ကောင်းတဲ့ပဝန်ချင်ရလူတွေကိုသူပြုဆိုင်ပါလို့ကျွန်တော်ကအကြံပေးချင်ပါတယ်လူမှုရေးကံမှာကောင်းဖို့ခင်ဗျာအဲ့ဒါကိုပြောချင်တာပါ အိမ်တော်ရင်းနဲ့ပတ်သက်မယ်ဆိုရင်အထူးပြုစားရမှာကကိုယ့်ရဲ့အိမ်တော်ဘက်ကကိုယ့်ပေါ်မှာနားလည်မှုတွေလွဲတက်တယ်ဒီဆက်လာပိုင်းမှာတချို့လွဲတက်တယ်ကိုကဘယ်တော့ပဲသူ့ကောင်းလှုပ်ပြီးလှုပ်ပြီးတော့အကောင်းမမြင်တာတွေတော့အကောင်းအထင်မခံရတာတွေကိုအချစ်တဲ့ဟန်တွေမပြတာတွေဒီလိုလဲဂျုံတွေတက်ပါတယ်ဒါကြောင့်မို့ဒီဆက်လာပိုင်းမှာတင်းငွေတွေတားရင်းနေနဲ့တော့တတိထားရမှာကကိုယ့်ရဲ့အိမ်တော်ဘက်ပေါ်မှာကိုကအတတ်နိုင်ဆုံးတင်းကြီးခံမှာအနုနာခံမှာအိမ်တော်ကြီးနဲ့ပတ်သက်ပြီးတော့အဖြစ်တွေဝင်လာနိုင်တယ် ီလူမှုရေးနဲ့ပတ်သက်ပြီးတော့ပြဿနာလေးတွေဖြစ်ပြီးတော့ပေါ့တိလာကိုယ့်ရဲ့အိမ်တော်ကြီးလည်းအဆင်မပြေဖြစ်သက်ပါတယ်။ဒါကြောင့်ပေါ့အထူးကိစ္စပါလို့ပဲကျွန်တော်အကြံပြုချင်ပါတယ်။အိမ်တော်ကြီးအဆင်မပြေတဲ့သူတွေအိမ်တော်ကြီးမတရားတဲ့သူတွေရှိခဲ့မယ်ဆိုရင်ဘေးဝဲနောက်မှာကြောင်ရေတရားလေးပြေးမယ်။ဒီရတဲ့အောင်လုပ်လိုက်ခြင်းအပြင်ဒီ၁၂လပိုင်းမှာတရင်းတွေတားပြီးအိမ်တော်ကြီးကံတွေကောင်းပြီးတော့ပြောဆွေးနွေးမိသားစုပေါင်းတွေပိုင်ဆိုင်ရမှာဖြစ်ပါတယ်။ရတဲ့အောင်ပြောင်းလုပ်ပေးပါလို့လည်းကျွန်တော်ကအကြံပြုချင်ပါတယ်။ ကျမရင်းနဲ့ပတ်သက်မယ်ဆိုရင်တော့ထွေထူးပြောစရာမလိုဘူးကျမရင်းနဲ့ပတ်သက်ပြီးတော့အရန်အားကောင်းနေတဲ့ကာလထဲမှာရှိပါတယ်ကျမရင်းမကောင်းတဲ့သူတွေကျမရင်းညံ့နေတဲ့သူတွေအနာနဲ့ဆီနဲ့မသိတဲ့သူတွေရှိတယ်ဆိုရင်ဒီဆက်လပိုင်းမှာဆရာကောင်းတမကောင်းတွေတွေ့တာမျိုးတော့ကျမရင်းနဲ့ပတ်သက်ပြီးတော့ကောင်းမွန်လာတာမျိုး တတပြောက်ကင်းတာမျိုးတွေကြုံတွေ့နိုင်ပါတယ်။ဘာမှမဖြစ်တဲ့သူတွေကတော့ဘာမှလည်းဖြစ်လာမှာမဟုတ်ဘူး။ညံ့နေတဲ့သူတွေနေရကတော့တေချာပေါက်ကျက်မကြီးပြန်ကောင်းမယ်လာတလာဖြစ်ပါတယ်။အရန်ကောင်းပါလေ။အထူးအထိထားရမှာကရေနဲ့ပတ်သက်လာတဲ့ဂီးဆိုင်ပေးပါရေကတိတ်အကျိုးမပေးတဲ့ကာလထဲမှာရှိပါတယ်။အရန်ကောင်းနေတာကဘာသာတရားနဲ့ပတ်သက်တာအရန်အားကောင်းနေပါတယ်။ကိုကအထိတ်ထန်နေဝင်မယ်ဆိုရင်တေချာပေါက်အောင်မြင်မယ်လာတလာဖြစ်ပါတယ်။ နော်ကိုဖြစ်ချင်တဲ့ဆန္ဒလေးတွေဒိဋ္ဌံဝင်ကြည့်ပါကိုကဘာသာလိုက်လေးပေါ့နော်ကိုကဗုဒ္ဓဘာသာဆိုရင်အဋ္ဌံဝင်ပေါ့တခြားဘာသာဝင်တွေကကိုရဲ့ဘာသာလိုက်လေးဘာသာတရားတွေဖိလုတ်ချင်အဖြစ်တေချာပေါ့ဖြစ်ချင်တဲ့ဆန္ဒလေးတွေပြမြောက်သွားမှာဖြစ်ပါတယ်ကျွန်တော်ကျမကဒိဋ္ဌံဝင်ချင်တဲ့ဘယ်လိုဝင်ရမလဲမသိတဲ့သူတွေရှိတယ်ဆိုရင်ကျောင်း YouTube channel လေးကိုသွားပြီးတော့နော်စာပြီးတော့ဒိဋ္ဌံဝင်ပါဒိဋ္ဌံဝင်နည်းလေးကြောင့်သင်နာပေးတာရှိပါတယ်ကျွန်တော်ပြောတဲ့အတိုင်းဒိဋ္ဌံဝင်မယ်ဆိုရင်မိတ်ဆိုဖြစ်ချင်တဲ့ဆန္ဒလေးတွေတေချာပေါ့ပြမြောက်သွားမှာဖြစ်ပါတယ်ဘယ်ရာမလွယ်လွယ်နဲ့မရအောင်နော်ကိုကစူးစမ်းမှပဲ 調査လောက်လောက်ကိုယ့်အခွင့်အရေးတွေရရှိမှာဖြစ်ပါတယ်။ဒါကြောင့်မို့調査ပါလို့ပဲကျွန်တော်ကအကြံပြုချင်ပါတယ်။တာသမီကံနဲ့ပတ်သက်မယ်ဆိုရင်ရန်အားကောင်းနေတဲ့လသလဖြစ်ပါတယ်။တာကျိုးလဲခံစားရမယ်လသလ၊သမီးကျိုးလဲခံစားရမယ်လသလဖြစ်ပါတယ်။ကိုယ်မွေးထားတဲ့တာသမီတွေအကျိုးခံစားရမယ်ဆိုလသလထဲမှာရှိတော့ကြမှာရန်အားကောင်းပါတယ်။ ဆရာကျွန်တော်ကျမတို့ရဲ့သားမီးအရန်ပြောရခက်တာပဲစကားကိုနားမထောင်ဘူးတို့လှုပ်ချင်တာလှုပ်နေတယ်သူတွေရှိခဲ့တယ်ဆိုရင်တနင်္ဂနွေသားမီးဖေဖေမေမေနေတဲ့ဒီဆလပိုင်းမှာကိုယ့်ရဲ့သားမီးကိုပြောဆိုဆုံးမကြည့်ပါအလွယ်တကူကိုယ့်ရဲ့စကားကိုနားထောင်လာတာမျိုးလက်ခံလာတာမျိုးတွေကြုံတွေ့မှာဖြစ်ပါတယ်။တနင်္ဂနွေသားမီဖေဖေမေနဲ့ကျွန်တော်ပြောတဲ့အတိုင်းလေးကိုကိုယ့်ရဲ့သားမီကိုနော်ဆိုဆုံးမကြည့်ပါ။လိမ္မာနေရောဘာမှတော့မပြောနဲ့နော်သိလား။အရန်နော်သူကပြောရခက်နေတယ် တော့မလေးမာဘူးဆိုရင်ကျွန်တော်ပြောတဲ့အတိုင်းဆုံးမကြည့်ပါဒီဆက်လာပိုင်းမှာတေးချောင်းပေါင်းမိတ်ဆွေတို့စကားလက်ခံနားထောင်လာတဲ့တွေကျုံတွေ့မှာဖြစ်ပါတယ်အရန်ကောင်းပါတယ်ပညာရေးနဲ့ပတ်သက်မဲ့ဆိုရင်အရန်အားကောင်းပါတယ်ဆရာကောင်းတကယ်ချင်းကောင်းရဲ့အထောက်အပံ့ကူညီကြောင့်ကိုယ့်ရဲ့ပညာရေးတွေအဆင်ပြေတာမျိုးအောင်မြင်တာမျိုးတွေကျုံတွေ့နိုင်ပါတယ်ဒါကြောင့်ပညာရေးနဲ့ပတ်သက်မဲ့ဆိုရင်နော်ဆရာကောင်းနော်မိတ်ဆွေကောင်းတွေကြောင့်ကိုယ်မှာအဆင်ပြေမယ်အခုဒီသားရောက်မှာကမေတ္တာဆူရင်နဲ့ပတ်သက်ပြီးတော့ကိုယ့်ရဲ့ပညာရေးတွေအဲ့လိုအင်တာဗျူးတွေထိခိုက်တတ်ပါတ ။ဒါကြောင့်မိသားစုရေခေါင်းခဏထုတ်ထားပြီးတော့ဆရာကောင်းတကယ်ချင်းကောင်းတွေအကူအညီထောက်ပံ့နေကိုယ့်ရဲ့ပညာရေးတွေအဆင်ပြေသွားမှာဖြစ်ပါတယ်။ကွာမိသားစုရေခေါင်းထဲမှာသွေးနေမယ်ဆိုရင်မိတ်ဆွေတဲ့ပညာရေးအလုပ်အင်တာဗျူးတွေထိခိုက်မှာဖြစ်ပါတယ်။ဒါကြောင့်မို့ဒီတစ်ချက်ကိုအထူးယူဆရမှာဖြစ်ပါတယ်။အလောက်ကန်စီးပွားရေးနဲ့ပတ်သက်မယ်ဆိုအရန်ကောင်းတယ်။အရန်အဆင်ပြေတယ်။အဲ့ဒီကောင်းတဲ့အဆင်ပြေတဲ့ဂျာမန်တစ်ခုတတိထားရမှာကကိုအတော့မကြမှုကြောင့်ကိုယ့်ရဲ့အလုပ်တွေစီးပွားရေးထိခိုက်တတ်ပါတယ်။ မိတ်ဆွေကဒီဆန္ဒပိုင်းမှာအလုပ်တွေစတင်ချင်တာလားအလုပ်တွေတူးချဲချင်တာလားအလုပ်တွေပြောင်းဆွေချင်တာလားအလုပ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုကိစ္စမဆိုအဆင်ပြေမဲ့ကာလထဲမှာရှိတယ်တခုထိထားရမှာကကိုလှုပ်တဲ့အလုပ်တစ်ခုကိုပြီးစလဲမလှုပ်ပါနဲ့မိတ်ဆွေအသုံးမချမှုကြောင့်မိတ်ဆွေရဲ့အလုပ်တွေအဆင်မပြေဖြစ်တတ်ပါတယ်ဒါကြောင့်မို့ကိုကိုအသုံးချအောင်နေပါလို့ပဲကျွန်တော်တိုက်တွန်းချင်ပါတယ်ဘာကြောင့်လဲဆိုတော့ဒီကနှမိတ်ကအယူကတ်လို့ခေါ်ကြတယ်ဒီအယူတယောက်ကပျော်ပျော်စွန်းစွန်းတက်တက်ကြွကြွနဲ့သူကအစ်ကိုနော် သွားနေတယ်လှမ်းနေတယ်ပြီးတော့သူ့မှာလည်းအထုတ်တထုတ်အောင်လည်းရှိနေပြန်ရောเนาะအရန်ကောင်းနေလို့လည်းဆိုကြပါတယ်တခုထိသားရမှာကဒီအယူကပြပြဆွင်တက်တက်ကြွကြွနဲ့အစ်တလှမ်းကိုသူကထက်လှမ်းလိုက်မယ်ဆိုရင်ကြောက်တယ်ကိုကြားမယ်ဆိုနေမိထဲမှာရှိတယ်အဲ့ဒီ၆တဲ့ကြာလာတော့မကောင်းဘူးเนาะဒါကြောင့်သူကတော့ပျော်စွင်ချမ်းမြေ့ပါလျက်နဲ့ကိုအတုံးမကြမှုကြောင့်၆တဲ့ကိုကြာသွားတတ်တယ်ဆိုရင်နမိတ်ထဲမှာရှိတယ်။ဒါကြောင့်မိတ်ဆွေကိုအတုံးကြောင်နေပါလို့ပဲကျွန်တော်တိုက်တွန်းချင်ပါတယ်။เนาะဖယ်ကိစ္စမဆိုပြီးစလွယ်မလုပ်နဲ့ကံအောင်ပုံချပြီးတော့မလုပ်နဲ့ တတိကြကြလေးစဉ်းစားပြီးမှလောက်ကန်ပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာအလောက်ကန်တွေအဆင်မပြေတဲ့သူတွေ နော်အလုတ်တွေရှားနေတဲ့သူတွေအလုတ်နဲ့ပတ်သက်ပြီးတော့ဘယ်လိုကိစ္စမဆိုအရှင်ပြေသွားမယ်ဆိုနမိတ်တမှာရှိပါတယ်ခင်ဗျာအရန်ကောင်းနေတာကကံနဲ့ပတ်သက်ပြီးတဲ့အလုတ်တွေကအရန်ချူပေးပါတယ်ဒါကြောင့်ကံနဲ့ပတ်သက်တဲ့လောက်ကင်မဲ့ဆိုတေချာပေါက်အကျိုးတူတွေရရှိမှာဖြစ်ပါတယ်ကိုကကံစမ်းကြည့်ချင်တယ်ဆိုရင်၉ပါးရဲ့နံပါတ်တွေ၆ပါးရဲ့နံပါတ်တွေကအရန်ချူပေးပါတယ်ခင်ဗျာကံကောင်းနေတဲ့အကြောင်းကအဝါရောင်လေးတွေကံကောင်းပါတယ်ဒါကြောင့်အဝါရောင်လေးတွေကညံရှိလို့အသုံးပြုပါဥပမာအရေးကြီးတဲ့ကိစ္စတွေ အရေးကြီးတဲ့အလေးအားတွေလောက်ကင်မဲ့ဆိုရင်အဝါရောင်အင်ဂျင်တွေပွတ်စင်အဆင်မပြေဘူးဆိုရင်လည်းပဝါလေးဖြစ်ဆောင်းပြီးတော့သွားချင်းအဖြစ်ကန်ကောင်းမှုတွေရရှိမှာဖြစ်ပါတယ်။နောက်တစ်ချက်ရန်ကောင်းနေတာကဒီ၁၂လပိုင်းမှာမိတ်ဆွေခီးဝေးသွားချင်တာလားခီးထွက်ချင်တာလားအလုတ်ကိစ္စနဲ့သွားချင်တာလားရက်ဝေးသွားရမယ့်ကိစ္စတွေကရန်ကြိုးပေးပါတယ်။ဒါကြောင့်မို့ရက်ဝေးသွားမယ့်သူတွေနေနဲ့အရန်ဆင်ပြေပါတယ်ခင်ဗျာ။နောက်တစ်ခုကောင်းနေတာကတင်းငွေတွေသားတွေနေနဲ့ဒီ၁၂လပိုင်းမှာမမြင်နိုင်တော့လုံးကြီးပညာနှောက်ဆက်ဖို့ကလည်းကင်းပါတယ်။ ဒါမှမဟုတ်ကွာစီယုံစီကန်သွားလဲမပြောင်းသွေးစစ်တက်မှန်ရိုက်တဲ့အဖြစ်မပေါ်ဘာဖြစ်လို့ဖြစ်နေမှမသိဘူးဆိုရင်လေကျွန်တော်ကိုဆက်တွေ့လာခဲ့ပါခင်ဗျာကျွန်တော်အခမဲ့ပြောကားလေးစစ်ဆေးပေးပါမယ်အခုကျွန်တော်ပြောတဲ့အတိုင်းကိုမိတ်ဆွေကခံစားနေရတယ်ဆိုရင်မှဆက်တွေ့လာနော်ဘာမှဖြစ်ဘူးဆိုရင်လေဆက်တွေ့လာပါနဲ့ပေါ့နော်ကျွန်တော်လည်းမအားရဲ့ဂျာကနေ မိတ်ဆွေတို့ကခါနဲ့စစ်ပေးရမှာမလို့ပါကဲဒါဆိုရင်ကျွန်တော်ရေတရားလေးပေးမယ်ဒီရေတရားဖျက်အောင်လုပ်ပေးပါခင်ဗျာဒီရေတရားလွတ်လပ်ချရတဲ့ဒီဆန်းလပိုင်းမှာကံကောင်းမှုတွေကိုယ့်စီကိုရရှိလာမှာဖြစ်ပါတယ်ရေတရားဖျက်အောင်လုပ်ပေးပါလို့ကျွန်တော်ကအကြံပြုချင်ပါတယ်ခင်ဗျာဒီဆန်းလပိုင်းမှာမိတ်ဆွေကကံကောင်းခြင်းနဲ့ဘယ်ရာမဆိုအဆင်ပြေခြင်းနဲ့အောင်မြင်ခြင်းနဲ့ဆိုရင်တော့လောက်ရမယ့်ရေတရားကရန်တွေ့ပူပါတယ်တက်နိုင်တယ်ဆိုရင်ငါးလေးတွေကိုအစာကျွေးပါ ကိုယ့်ရဲ့ပတ်ဝန်းကျင်မှာငါမရှိဘူးဆိုရင်လည်းငှက်လေးတွေကိုကျွေးပေါ့ဒါမှအဆင်မပြေဘူးဆိုရင်ခွေးလေးတွေကိုအစာဖြစ်ကျွေးပေးပါဒလိတ်ဆန်နဲ့ပတ်သက်လာမယ်ဆိုရင်ငါနဲ့ပတ်သက်တာလေးတွေကိုတော့ကုလိုဒါနာပြုခြင်းအားဖြင့်ဒီဆန်လာဘိုက်မှာကံကောင်းမှုတွေကိုစီကိုရောက်ရှိလာမှာဖြစ်ပါတယ်မကြာမကြာလေးလှူဒန်းပေးပါအခုလိုလှူဒန်းပြီးတော့ကိုယ်ကဆုလေးတဲ့တောင်းကဲငါအခုလိုမျိုးနင်တို့လှူဒန်းရတဲ့အကျိုးအားကြောင့်ငါကြုံတွေ့နေတဲ့အိမ်နောင်ရေးစီးပွားရေးငွေလို့ဘယ်ကိစ္စမှမဆိုပါအောင်မြင်ရအောင်ဆုတောင်းကြပါခင်ဗျာ တေချာပေါင်းမိတ်ဆွေရဲ့ခက်ခဲချက်တွေပြေပြောင်းသွားမှာဖြစ်ပါတယ်။ဒီရတရားကအရန်လွယ်ကူပါတယ်။လွယ်ကူတယ်ဆိုပေမဲ့မိတ်ဆွေတွေအကျိုးအထူးတွေရရှိမှာဖြစ်ပါတယ်။ဒီနေ့ကတော့ဒီလောက်ပါပဲ။ကဲကြောင်မိတ်ဆွေတွေနှစ်အစာနှစ်အစုံကောင်းတော်နမိတ်ကောင်းတော်တဲ့ကောင်းတော်ငွေချင်းနဲ့ပြည့်စုံပြီးပျော်စွင်သောမိသားစုပေါင်း ပြောဆိုရင်တော့ချစ်တူပါတဲ့ပိုင်ဆိုင်နိုင်ပါစေလို့ဆုမကောင်းတောင်းပေးပါတယ်ခင်ဗျာနောက်နေ့မှပြန်လည်ဆုံတွေ့ကြပါမယ်ဒီဗီဒီယိုမြင်လာတဲ့ like share follow နဲ့ပို့မိပါနဲ့ခင်ဗျာကိုလိုမျိုးပဲအခက်ခဲတဲ့အချက်တွေရင်ဆိုင်နေရတဲ့သူတွေမြင်တွေ့သွားမယ်ဆိုရင်မိတ်ဆွေတို့နဲ့ကလည်းထပ်တူကုလိုရမှာဖြစ်ပါတယ်ကြောင့်မိတ်ဆွေတွေစင်လန်းချမ်းကြပါစေခင်ဗျာနောက်နေ့မှပြန်လည်ဆုံတွေ့ကြပါ